မြန်မာဘယ်လာရုနှစ်နိုင်ငံနိုင်ငံတော်အဆင့်တွဲဆုံဆွေးနွေးပွဲကိုဒီကနေ့ဒေသစံတော်ချိန်ဖုံးလွှဲပိုင်းမှာဘယ်လာရုနိုင်ငံမင်းစ်မြို့ရှိတမရနန်းတော်စီဝေးခန့်မှမှာကျင်းပရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိုင်းနဲ့ဘယ်လာရုတမရနိုင်ငံတမရမစ္စတာအလက်ဇန်ဒါဂရီဂိုရီဗစ်လူကာရှန်ကိုတို့တက်ရောက်ဆွေးနွေးပါတယ် အဆိုပါတွေ့ဆုံပွဲသို့နိုင်ငံတော်ဆီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့အတူချစ်ကြည်အဖွဲ့ဝင်များဖြစ်လိုက်ပါသွားတဲ့ကောင်စီတွဲပဲတွင်ရင်ဘူးဗိုလ်ချုပ်ကြီးရေဝင်ဦးကောင်စီဝင်ဗိုလ်ချုပ်ကြီးညိုစောပြည်ထောင်စုဝန်ကြီးများဘယ်လာရုနိုင်ငံဆိုင်ရာမြန်မာနိုင်ငံတပ်မတ်ကြီးဒုတိယဝန်ကြီးများကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တက်မတော်အရာရှိကြီးများတက်ရောက်ကြပြီးဘယ်လာရုသမ္မတနိုင်ငံသမ္မတနဲ့အတူဘယ်လာရုအစိုးရဖွဲ့မှအဆင့်မြင့်အရာရှိကြီးများတက်ရောက်ကြပါသည်အဲ့လိုတွေ့ဆုံဆွေးနွေးရမှာ ်တနိုင်ငံအလှမ်းကော်ဝေးတို့လည်းတန်တဘာဆက်ဆံရေးနဲ့ကာကွယ်ရေးပိုင်းဆိုင်ရာဆက်ဆံရေးများရှိတဲ့နိုင်ငံများဖြစ်ပြီးချစ်ကြည်ရေးနှမှုရှိတဲ့မိတ်ဆွေကောင်းနိုင်ငံများဖြစ်တဲ့အခြေအနေများချစ်ကြည်ရေးခီးစဉ်အတွင်းတနိုင်ငံအကြားနားလည်မှုစာချုပ်လာများရေးထူးမဲ့အခြေအနေများနိုင်ငံနိုင်ငံသားရေးဝန်ကြီးဌာနများအကြားညီနိုင်ဆွေးနွေးပွဲများကျင်းပနိုင်မှုအခြေအနေများဒုထွက်ပစ္စည်းများထုတ်လုပ်ခြင်းစွမ်းမှုကုန်ကျန်းသိမ်းနှံများစိုက်ပျိုးထုတ်လုပ်ခြင်းများမှာပူးပေါင်းဆောင်ရွက်သွားမယ်အခြေအနေများ ်နိုင်ငံခြားကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆွမ်းမှုများတိုးမြင့်ဆောင်ရွက်ဆိုင်ရာကိစ္စရပ်များယင်းနှမြုံနှံမှုများဆောင်ရွက်ဆိုင်ရာကိစ္စရပ်များစိုက်ပျိုးရေးလုပ်ငန်းလေယာဉ်သုံးစက်ကရီယာများထုတ်လုပ်ခြင်းလုပ်ငန်းနှင့်တခြားကဏ္ဍပေါင်းစုံမှပူးပေါင်းဆောင်ရွက်ဆိုင်ရာကိစ္စများနှင့်ဆက်လင်းပြီးရင်းရင်းနှီးနှီးဆွေးနွေးကြပါသည် အဲ့ဒီနောက်နိုင်ငံအစိုးရနေရကြသဘောတူညီချက်များနဲ့နားလည်မှုစာချုပ်လွှာများလက်မှတ်ရေးထိုးခြင်းလဲလှယ်ခြင်းအခမ်းအနားကိုဆက်လက်ကျင်းပရာဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံသားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသန်းစွေနဲ့ဘယ်လာရုသမ္မတနိုင်ငံနိုင်ငံသားရေးဝန်ကြီးတို့ကသဘောတူလက်မှတ်ရေးထိုးထားတဲ့မြန်မာဘယ်လာရုနိုင်ငံကြားအစိုးရများကြားပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစာချုပ်လွှာများအာခစားကဏ္ဍခီးသွွားကဏ္ဍဥပဒေရေးရာပူးပေါင်းဆောင်ရွက်ရေးစိုက်ပျိုးရေးနဲ့အစားအစာဘေးရန်တဲ့ကင်းရှင်းကဏ္ဍများမှာပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချုပ်လွှာများကိုလဲလှယ်ကြပါတယ် အဲဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့ဘယ်လာရုသမ္မတနိုင်ငံသမ္မတတို့ဟာမီဒီယာများအားနိုင်ငံပူးရဲကြေညာချက်များကိုအပြန့်အလှန်ပြောကြားပါတယ်။ အဲဒီနောက်နိုင်ငံတော်ဆီမှအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ဟာဘယ်လာရုသမ္မတနိုင်ငံသမ္မတအားအက္ခမဟာတရေစီသူဘွဲ့ကိုချီးမြှင့်အန်နင်းခဲ့ပါတယ်။ မြန်မာဘယ်လာရုနှစ်နိုင်ငံတွဲဆုံဖွဲ့အခမ်းအနားပြီးမှနိုင်ငံတော်စင်မာအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့အတူချစ်ကြည်ခီးစံမှလိုက်ပါသွားတဲ့နိုင်ငံတော်စင်မာအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကောင်ဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကမီဒီယာများရဲ့မေးမြန်းမှုများကိုပြန်လည်ဖြေကြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။